ကဘာပေါ်ကနိုင်ငံပေါင်း100ကျော်ရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အညွန်ကိန်း20ခုကိုတက်ချက်ကြည့်ရမှာမြန်မာကတရားမှကိုမဲ့ပဲရရှိပြီးအစိုးဆုံးအခြေအနေကိုတရုတ်နဲ့အတူရည်တည်နေတယ်လို့လူခွင့်ရေးစောင့်ကြည့်မှတ်တမ်းတင်နေတယ် Freedom House ရဲ့ Human Rights မြန်မာကထုတ်ပြန်ပါတယ်အစိုးရခန်းစားအရစစ်တပ်က Deep Packet Inception DPI လို့ခေါ်တဲ့ online ကနေခြေရခံစောင့်ကြည့်နိုင်တဲ့ဤပညာကိုတက်ဆင်ပြီးရအောင်မှာ VPN တားမြစ်မှုကိုလည်းလုံဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံကအခြေခံအွန်လိုင်းကန့်သတ်မှုကနေမြင်သာတဲ့ digital repressing အစစ်မြစ်နည်းပညာကိုအသုံးပြုပြီးလူအများကိုထိ ंछ ုပ်ခြင်းစီကိုရောက်ရှိသွားပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။အခုလိုမြန်မာဟာတရုတ်နဲ့တရန်းနဲ့ရှိနေခြင်းဟာတရုတ်ပုံစံအနာရှင်ဆန်လာတာဖြစ်တယ်လို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုဝင်ဆိုင်ရာအတန်ဖွဲ့ရဲ့ဒါရိုက်တာကပြောပါတယ်။အတန်ဖွဲ့ရဲ့စာနဲ့ပေးပို့ဖြေကြတာကို TVB သတင်းတော့ကအတန်စာထုတ်ဖတ်ပေးထားပါတယ်။ မြန်မာတရုတ်နဲ့တရံနဲ့ထားပြီးတော့သတ်မှတ်တာမြန်မာဘက်ကတရုတ်ပုံစံဖိနှိပ်မှုနဲ့တူတူဖြစ်သွားပြီလို့အတည်ပြုလိုက်တယ်လို့ပဲအတိတ်ပဲကတော့မြန်မာရဲ့ digital repression ကတရုတ်ပုံစံ digital authoritarianism digital anarchism စနစ်အဲ့ဒီလိုဖြစ်သွားပြီလို့ထင်ရစီတယ်မြန်မာရဲ့ internet လွတ်လပ်ခွင့်အခြေအနေတွေကနိုင်ငံတကာစံနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဆုံးရှုံးသွားပြီလို့ယူဆလို့ရတယ်ဘေးကင်းလုံခြုံမှုမရှိတော့တဲ့အန္တရာယ်အဆင့်ဖြစ်တယ်ဒါက documentation အထောက်အထားအမှတ်တမ်းတွေကိုစူးစီးတာတွေ journalism သတင်းစာပညာတွေနဲ့ activism တက်ကြွလှုပ်ရှားမှုတွေ civic space လူမှုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေလွတ်လပ်စွာနေထိုင်ခွင့်တွေအတွက်ပိုပြီးတော့အန္တရာယ်များတဲ့အချက်တွေကိုပြရတာဖြစ်တယ်။စီအိုစုရဲ့ survival strategy ရှင်သန်ရေးနည်းဖြူအားတစ်ခုအနေနဲ့ internet ထိန်းချုပ်မှုကိုပိုပြီးတော့အသုံးချလာတာဖြစ်တယ်။ internet ပိတ်ဆို့လိုက်တာဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာလူမှုလှုပ်ရှားမှုတွေကိုပိတ်ပင်တာဖြစ်တယ်လို့ လူခွင့်ရေးဆိုင်ရာပိတ်ပမှုတစ်ခုလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်လူမှုဟောင်းအွန်လိုင်းမှာကိုယ်ပိုင်ထိန်းချုပ်နိုင်မှု online privacy ဆုံးရှုံးတာ digital black zone လို့ခေါ်တဲ့ဖုန်းလိုက်မရတော့ internet လိုက်မရတာနဲ့စက်တရားခတ်တဲ့နေမျိုးတွေတိုးလာမှာဖြစ်ပြီးသတင်းစာလွတ်လပ်ခွင့်တွေမရှိတော့တဲ့အဆင့်ထိပါရောက်လာနိုင်ကြောင်းအတန်းအဖွဲကပြောပါတယ်တစ်ဖက်မှာလည်းတော်လိုင်းအင်အားစုတွေဘက်ကလုံခြုံရေးအရာ starlink wifi အသုံးပြုမှုတွေကိုကန့်သက်ထိန်းချုပ်နေတာတွေရှိနေပါတယ် စကောင်းစီဘက်ကဒီ mobile internet တွေပိတ်ပြီးနောက်ပိုင်းမှာတော့အခက်အခဲတွေကတော်လိုင်းဖွဲ့စည်းတွေမှာမဟုတ်ပါဘူး။ပြည်သူတွေရောအကုန်လုံးပေါ့ဒေသခံပြည်သူရောတော်လိုင်းသမားတွေရောအကုန်လုံးအခက်အခဲတွေရောရှိတယ်ဗျ။ internet အသုံးပြုမှုကိုတချို့မြို့နယ်တွေစပြီးကန့်သတ်နေပြီနော်။ဟိုဒီကျွန်တော်ချောင်းမြို့နယ်တွေကတော့ကန့်သတ်မှုတော့မလုပ်ရသေးဘူးဗျ။အဲရည်ရွယ်ချက်က စကောင်စီတရင်ပေးပေါ့ဒါစီချင်တဲ့နေသားပြသူတို့ကကျွန်တော်ဘက်မှာကတော်ရုံဖုန်းလိုင်းပါညာမမိရနေရတယ်များတယ်အော်တရင်ပေးကဒီအင်တာနက်နဲ့ပဲပေးရမှာပေါ့အင်တာနက်ဆိုရတဲ့ဒီ Starlink ဆိုင်ကြီးဟိုကအထူးကအသုံးပြုရတာပေါ့အဲ့တော့ဒီ Starlink ဆိုင်ကြီးကနေပြီးတော့ကန့်သတ်မှုတွေလောက်တာ Starlink အသုံးပြုမှုကန့်သတ်တာကတော့အင်တာနက်သုံးပြုမှုကိုဟိုကန့်သတ်တယ်လို့တော့မယူဆလို့ပါဘူးအနာသိမ့်ပြီးနောက်မှာစစ်တပ်ကမြန်မာနိုင်ငံအတွင်းမြို့နယ်ပေါင်း 132မြို့နယ်အထိစစ်တရေးလိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိ၄နှစ်ကျော်ကြာအောင်အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံခဲ့ရတာ22မြို့နယ်ရှိနေတယ်လို့အသံအဖွဲ့ရဲ့ data တွေကသိရပါဗျ။ကျွန်မဝေပါ။